阿米嘎啦嘛，他们老人家的，当我出屁股，他们阿你那边等等着没？阿你那边我等着没？阿罗把你皮烂了是咯？阿咱巴他妈的个，下面要哎那堵呢，疼呢，苦干没说哎，大家来就是说你内江屁股的，仁德街屁股的，崇屁股的呢，堵呢疼呢，全部打马屁的。为什么老们没干了？我跟你说，首页的人讲的我拿到这样子？所以说你和邓老师讲的，幺四年去的吧？邓老师讲的要四年那天，你读，你读就是说你有我马事的？ အကြံဖတ်အားပေးမိသားစုတွေကလည်းတည်တောင်းချုံမျိုးကနေပြီးတော့ကြောင်မဲမျိုးကိုရွှေ့ပြောင်းနေရတဲ့အနေအထားတွေရှိပါတယ်။ထို့တူပါပဲတစ်ဖက်မှာကျွန်တော်တို့ဒီအုံမတိအုံမကားဘက်မှာဆိုရင်လည်းပဲအဲ့ဒီ area တချို့မှာဆိုရင်လည်းပဲဒီ TNL နဲ့ PDL တို့နှစ်ဖက်အငင်းပွားနေတဲ့အခြေအနေတွေရှိတယ်။တပ်မတော်ကတော့လက်ရှိဒီနောင်ချုံမျိုးကိုစစ်ကြောင်းသုံးကြောင်းနဲ့သွားနေတယ်။တစ်ဖက်ကတော့ဒီဒေါထဝတီကနေသွားတဲ့စစ်ကြောင်းကတော့လက်ရှိမှာနောင်ချုံကြီးကိုရောက်နေတယ်။နောက်ထပ်စစ်ကြောင်းကတော့ဒီတောင်ခမ်းဘက်ကသွားတဲ့စစ်ကြောင်းကတော့လက်ရှိဒီကန်ကြီးရွာကိုကျော်သွားပြီ။ပြီးတော့နောက်ထပ်စစ်ကြောင်းတစ်ခုကတော့ကျွန်တော်တို့အုံမတိအုံမကား area မှာအကြမ်းဖက်နဲ့ကျွန်တော်ရင်ဆိုင်ပြီးတော့တောက်လျှောက်ရှင်းလင်းမှုတွေလုပ်နေတယ်။ 新疆都养了期待的呀，皮嘞，他妈叫侬头朝里边干的得多嘞？你新疆不？哎 <noise>，新疆个馕丘鸡我养了没？馕丘鸡个叫侬如的馕丘苗也不好买死嘞！在你那边叫侬对面来，我边对面来，对面的是的呀？在说馕丘鸡，馕丘鸡又话个，咱们个家乡话嘞，他妈馕丘鸡又话个，叫侬如的馕丘苗也不好买死嘞！在你那边叫侬哎，不嘛？咱那几里外叫侬西安边说的，哎，咱们他妈的你边嘞也没说，别吵了呀嘞！ နောင်ချုံမြို့ထဲမှာရှိတဲ့အကြမ်းဖက်သမားတွေမြည်သည့်နေရာမဆိုပစ်ချလို့ရတယ်။ပြီးတော့ကျွန်တော်နောင်ချုံမြို့ area မှာရှိတဲ့အကြမ်းဖက်သမားတွေရဲ့လှုပ်ရှားတဲ့မြည်သည့်နေရာမဆိုမိတယ်။အဲ့နေရာကတကယ်ကျွန်တော်တို့ဒီအမြောင်ကြီးထားဖို့လက်နက်ကြီးထားလို့ကောင်းတဲ့အနေသား။အဲ့ဒီနေရာမှာကျွန်တော်တက်ကရရှိထားပြီးဖြစ်တယ်။ဒါနဲ့တနေရာကန်ကြီး။ကန်ကြီးကတော့ကျွန်တော်အကြမ်းဖက်သမားတွေရဲ့သူရဲ့ရှေ့တန်းခံစစ် အကြီးမားဆုံးရှေ့သားခန့်စစ်အဲ့ဒီခန့်စစ်ကိုတမတော်ကရိုက်ချုံနိုင်ခဲ့တယ်ရိုက်ချုံနိုင်ပြီးတော့လက်ရှိမှာကျွန်တော်တို့ဒီကန်ကြီးကြီးရွာကိုကျော်သွားပြီကျော်ပြီးတော့ကျွန်တော်တို့ဒေါက်ရှော့ထပ်ပြီးတော့ကျွန်တော်တို့ဒီနောက်ချိုမျိုးကိုရောက်ပါလက်ရှိဆိုရင်နောက်ချိုမျိုးနဲ့ကန်ကြီးရွာကကျွန်တော်9မိုင်လောက်ပဲဝေးတယ်လက်ရှိကျွန်တော်တို့ဒီတမတော်ရောက်ရှိတဲ့နေရာနဲ့တမတော်စစ်ကြောင်ရောက်ရှိတဲ့နေရာနဲ့ကျွန်တော်တို့ဒီနောက်ချိုမျိုးနဲ့ဆိုရင်ကျွန်တော်တို့6မိုင်9မိုင်ကျော်6မိုင်နာကိုရောက်သွားပြီအဲ့တော့တိတ်မဝေးတော့ဘူးဗျာမဝေးတော့ဒီမြို့သားကိုနီးလာလေလေတိုက်ပွဲတွေကပို့ပြီးပြင်းထန်လာတယ်လေဗျာဘာကြောင့်လဲဆိုတော့ဒီ TNL နဲ့သူတို့ရဲ့မဟာမိတ်အဖွဲ့တွေကလည်းဒီ တပ်မတော်ကဒီကန်ကြီးရွာမှာရှိတဲ့သူတို့ရဲ့ခန်းစစ်စခန်းကိုရရှိသွားပြီးတော့ပိုင်းမှာသူတို့ကနောက်မှာရှိတဲ့ရွာတွေမှာသူတောက်လျှောက်ကိုသူခန်းစစ်ကိုအကြီးကျယ်ပြင်တယ်ခန်းစစ်အကြီးကျယ်ပြင်တော့အဲ့ဒီခန်းစစ်တွေအားလုံးကိုတပ်မတော်ကတစ်ခုပြီးတစ်ခုရိုက်ချုံနိုင်ခဲ့တယ်လက်ရှိမှာကျွန်တော်တို့ဒီနောက်ချုံမျိုးနဲ့ဒီငားမိုက်ခန်းအကျော်ပေါ့အဲ့ဒီပတ်လေ area ကိုတပ်မတော်ကနေရာယူထားပြီးသားဖြစ်တယ်တဖက်မှာတော့ကျွန်တော်တို့ဒီအုံမဒီအုံမကားတကြောမှာတော့အကြမ်းဖက်သမားတွေရှိရဲ့ရှိတော့တပ်မတော်ကဒီအကြမ်းဖက်သမားတွေကိုဒီစစ်ကြောင်းတွေနဲ့ပြန်ပြီးတော့ပိတ်ဆို့လိုက်တဲ့ဒီကျွန်တော်တို့သူတို့ရဲ့ထွက်ပေါက်လမ်းမှာပိတ်လိုက်တဲ့အနေထားဖြစ်သွားပြီဖြစ်တော့တချို့ကျွန်တော်တို့အဲ့ဒီမှာဖြစ်နေတာက အုံမီအုံကတကြောမှာပေါ့အဲ့ဒီ area ပေါ်မှာက TNL က TNL နဲ့ဒီ PDF တွေစုံဝဲကွက်မှုတွေဖြစ်တယ်အဲ့ဒါကဒီ PDF မန္တလေး PDF ကတို့မန္တလေး PDF ဒလူ PDF တို့ကတို့ဒီကနေစုံမယ်စုံပြီးတော့ဒီနောက်မှာတော့ပေါင်းမယ်မရဘူးအဲ့မှာရှိရဒီ TNL ရဲ့သူကဒီစီရေးကုတ်ခဲတဲ့သူကမရဘူးမင်းတို့ဒီမှာအသေးခံဆိုရဲအသေးခံခိုင်းတယ်ပေါ့ TNL နဲ့တပတ်မန္တလေး PDF ဖွဲ့တွေဒလူ PDF ဖွဲ့တွေကိုဒီအုံမီအုံအုံပကားဒေတာတကြောမှာတို့ကအသေးခံခိုင်းတယ်အဲ့တော့နှစ်ဖက်ကကျွန်တော်တို့ဒီစုံဝဲကွက်မှုတွေဖြစ်တယ် TNL TNL ကတော့တို့အပေါ်ကတို့ရဲ့လာတဲ့ မင်းတို့တိုက်ဆိုတိုက်ရတဲ့သဘောပေါ့တစ်ဖက်မှာတော့ပြည်တဲ့ကတော့ငါတို့မတိုက်ချင်းငါတို့နောက်ကိုသွားပေါင်းမယ်ဆိုပြီးတော့သူတို့ကစိတ်ဝင်ကုန်မှုတွေဖြစ်တယ်ဖြစ်တဲ့ကောင်မှအချို့သောအဖွဲ့တွေကဒီတပ်မတော်ကအလင်းဝင်တာတွေလည်းရှိတယ်အလင်းဝင်တာတွေလည်းရှိတယ်လက်ရှိကျွန်တော်တို့ဒီအုံမလီဥပကားဘက်ကတော့ပြန်ပြီးတော့ပိတ်မိသွားတော့မယ်အနေဒါဖြစ်လာပြီအဲ့တော့ဒါတော့ကျွန်တော်တို့ဒီနောက်ချိုးမျိုးအနည်းကိုတပ်မတော်စစ်ကြောင်းတွေရောက်ရှိတဲ့အချိန်နေတော့များမကြမီကာလမှာတပ်မတော်ကဒီနောက်ချိုးမျိုးကိုခင်ဗျအနည်းနဲ့များတိမ့်တိမ့်တော့မယ်အနည်းနဲ့များကိုတိမ့်တော့မယ်အဲ့တော့ဘာတွေဖြစ်လာမလဲဆိုတော့အကြမ်းဖက်သမားတွေကဆက်ပြီးတော့အင်းနဲ့ဒူးနဲ့ ဒဲတဲ့ခုခံမယ်ဆိုရင်တက်ကလည်းကျွန်တော်တို့ဒီလေကြောင်းပစ်ကူတွေလက်နက်ကြီးပစ်ကူတွေ drone ပစ်ကူတွေနဲ့ဒူးတဲ့တဲ့နဲ့ချိန်မှုသွားမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့အကြောင်းရင်းကရှိပါတယ်။အဲ့ဒါကမနေ့ကမနေ့ကဒီ TNL ဖွဲ့ကသူတို့ရဲ့ဒီထုတ်ပြန်ချက်တစ်စောင်ထုတ်လိုက်တာ။အဲ့ဒါကတော့တောင်းတောင်းနိုင်ငံရဲ့အတိုင်းပင်ခံကော်မတီပေါ့ဗျာ။တောင်းနိုင်ငံအတိုင်းပင်ခံကော်မတီသူတို့အဲ့မှာဖွဲ့စည်းလိုက်တယ်ပေါ့။ဖွဲ့စည်းလိုက်တယ်။ဖွဲ့စည်းပြီးတော့ဗျာအဲ့မှာသူတို့ကအပိုက်အပိုက်ကကျွန်တော်၄ဘိုက်ပါတယ်။၄ဘိုက်ပါတယ်။အဲ့မှာကျွန်တော်တို့ဒီတောင်းပြည် တအောင်ပြေကောင်စီပေါ့ဗျာတအောင်ပြေကောင်စီကိုဥဆောင်တာကဒီဒီ TNL ရဲ့တိုင်အောင်အပါဝင်ကျွန်တော်တို့ကိုဥဆောင်တယ်ကိုဥဆောင်တယ်အဲ့တော့တို့ကဘာလို့ဒီတအောင်ပြေကောင်စီကိုဖွဲ့စည်းရလဲဆိုရင်တစ်ဆယ်တစ်ဆက်ပေါ့တို့ပြောတဲ့ဒီတစ်ဆယ်တစ်ဆက်ပထမလိုင်းဒုတိယလိုင်းပေါ့အဲ့ဒီကာလမှာရှမ်းမြောက်ဒေသမှာတို့သိမ့်ပတ်ရရှိခဲ့တဲ့မျိုးတွေကိုတို့အုပ်ချုပ်ဖို့မျိုးတွေကိုတို့အုပ်ချုပ်ဖို့တော့တို့ရဲ့ဒီအရက်ဘက်ကောင်စီကိုတို့ဖွဲ့လိုက်တယ်ပေါ့ဗျာဖွဲ့ပြီးတော့တို့ဒီတစ်ဖက်ကဒီစီရေးလို့တို့ဒီအဖွဲ့ကတော့အုပ်ချုပ်ရေးလို့ဆိုပြီးတော့တို့နှစ်ပိုင်းခွဲလိုက်တယ် သူတို့ရဲ့အဲ့မှာနောက်ဆုံးပိုက်ပါကတောင်းပြီးကောင်းစီတစံစက်ကိုစစ်စေကြီးတွေတောင်းအမျိုးသားလုံးမြောက်ရေးတပ်မတော်နဲ့မဟာမင်းများဥဆောင်ပြီးတော့ဘုံရန်သူအကြက်ဖက်စစ်ကောင်စီစကားစအားဖယ်ရှားရှင်းလင်းနိုင်ခဲ့သည့်နေပြည်တော်ကိုအခြေခံပြီးတော့တောင်းပြီးတော်လိုင်းရဲ့ကာလာပြည်သူအစိုးရတရက်ကိုအစုဘက်သုံးဘက်ခေါင်းဆောင်များအပြင်တက်လျော်တဲ့ပြည်သူကိုယ်စားလှယ်များဖြစ်2025ခုနှစ်တွင်ဆက်လက်ဖွဲ့စည်းနိုင်ရေးအတွက်အမြဲတမ်းဆောင်ရွက်တော်မှာဖြစ်ပါတယ်အဲ့တော့ဆိုထားပါဗျာဆိုထားက သူတို့10 20ကိုကာလာ10 20ကိုပထမပိုင်းဒုတိယပိုင်းမှာသူတို့တိမ့်ပိုက်ရရှိခဲ့တဲ့မျိုးတွေအားလုံးကိုသူတို့ကတောင်းပြပြသူတတ်မှတ်လိုက်တယ်တောင်းပြပြတတ်မှတ်လိုက်ပြီးတော့မသူတို့ဒီ2025ခုနှစ်အတွင်းမှာသူတို့ဒီအဲလူလူထောက်ခံမှုလူလူဆန္ဒခံမှုပဲလုပ်မယ်လူလူဆန္ဒခံမှုပဲလုပ်ပြီးတော့သူတို့လွတ်မြောက်နိုင်ပြီဖြစ်ကြွညာမယ်အဲ့လိုအနေထားဖြစ်တယ်သူတို့ကအဲ့လိုအနေထားဖြစ်လာတဲ့အခါကျတော့တက်မတော်ကလည်း ဒီကျွန်တော်တို့နောင်ရှုံမျိုးကိုအနည်းနဲ့ပြန်သိတော့ပါပထမတော့ကျွန်တော်တို့တစ်ဖက်မှာတရုတ်နဲ့ပြောနေရတဲ့ငင်းငယ်စကားတွေရှိမယ်တရုတ်ရဲ့ချောင်းဝင်စစ်စပွေးမှုရအဲ့ဒီအရာတွေငဲ့ရတယ်ပေါ့ငဲ့တဲ့ခါကျမှကျွန်တော်တို့တပ်မတော်ကနောင်ရှုံမျိုးကိုကျွန်တော်တို့ထိုးစစ်ကိုအရန်မထိုးဘဲနဲ့ကျွန်တော်တို့နားထားပြီးထိုးတဲ့သဘောဖြစ်တာပေါ့လက်ရှိ TNL ကမနေ့ကသူတို့ထုတ်ပြန်လိုက်တဲ့သူတို့ရဲ့တအောင်းပြီကောင်စီထုတ်ပြန်ချက်အရဆိုရင်တပ်မတော်ကဒီနောင်ချိုမျိုးကိုအနည်းနဲ့ပြန်သိမ်းတော့ပါအဲ့တော့တေချာလာကတော့ကျွန်တော်တို့ဒီလာကုံဆိုနောင်ချိုမျိုးကိုတက်မလို့ကအလုံးစုံသိမ်းပိုက်နိုင်တော့မယ့်အနေအထားဖြစ်သွားပြီ ။ဒေါင်ချော်ပြုတ်ကိုတိမ့်ပိုက်နိုင်ပြီဆိုရင်ကျွန်တော်တစ်ဖက်မှာကြောက်ပဲစသဖြင့်အဲ့ဒီတကြောကကျွန်တော်ဘလောက်မှမတိမ့်ရအောင်။အဓိကအဓိကဒီရှမ်းပြောင်းပါတကယ်အရေးကြီးတာကကျွန်တော်တို့ဒေါင်ချိုးပါ။ဒေါင်ချိုးကိုရသွားပြီဆိုရင်ကျွန်တော် channel မျိုးတွေကိုကျွန်တော်တို့ကတစ်ခုပြီးတစ်ခုရမှာဖြစ်ပါတယ်။အဲ့တော့တေချာတာကတော့ကျွန်တော်တို့ဇွန်လအကုန်ပါတက်မတော်ကဒေါင်ချိုးမျိုးကိုကျွန်တော်တို့အပီးတိမ့်နိုင်မယ့်အနေထားဖြစ်သွားပါပြီ။ဒါကြောင့်ကျွန်တော်အနေနဲ့ရမှာဆက်ရှောင်နေရတဲ့ပြည်သူတွေများများမကြမီကာလမဟုတ်ပါဘူးဒီစွန်လာပြီးနောက်ထပ်တလားလောက်ဆိုရင်တော့ကျွန်တော်တို့ဒါ ်ကိုရကိုဒေတာကိုပြန်ပြီးတော့လာနိုင်သွားနိုင်လာနိုင်နေနိုင်တော့မှာဖြစ်ပါတယ်ခုလိုသတင်းကောင်းတွေကိုပြောပြပေးသွားလဲကိုတို့ဆိုးကိုလည်းချစ်တူတက်ပါတယ်